ျွန်တော်ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တင်ခဲ့ခြင်းတွေကိုဟိုတနေ့ကအဆက်ပေါ့နော်ဒီဆန်စဘာစိုက်ပျိုးရေးအပိုင်းနှစ်ပေါ့ဗျာနော်အဲဒီဆန်စဘာစိုက်ပျိုးမှုအစဉ်အဆက်လေးကိုကျွန်တော်ဘူတုတဘူတုတပြည့်ဖဲကြည့်ကြည့်ပေါ့ဗျာနော်စိတ်မောပန်းဖြေဖို့ရပဲကြည့်ကြည့်ကျွန်တော်မျှဝေတင်ဆက်ပေးလိုက်ပါရစေကျွန်တော်ရဲ့ဒီ knowledge channel ကနေပြီးတော့ဘုသူတမျိုးစုံပေါ့နော် မနက်ခင်းတိုင်းမှာလည်းကျွန်တော်တို့တရားမှတ်စုတို့လေးတွေပဋ္ဌာန်းပရိတ်တော်တွေနေ့စဉ်ဆက်ဆက်မပြတ်မျှဝေပေးနေတာဖြစ်ပါတယ်။အားကြောင့်မို့ကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင်တကယ်ချင်းလေး subscribe လေးတွေလုပ်ပြီးတော့နော်အားပေးလို့ရပါတယ်ခင်ဗျာ။ခုဒီနေ့မှာတော့ကျွန်တော်တို့ခုတနေ့ကနတ်စဘာပင် ပောက်ပြီးနော်ဒီနေ့ကျွန်တော်တို့ဒါရေပေါ့နော်ရေကိုရေမြောင်းကနေပြီးတော့ဒါရေလေခွင်းလေးကိုဒါရေသွင်းနေတာဖြစ်ပါတယ်ကြည့်နော်။ ေသွင်းတာဆိုတော့ကျွန်တော်တို့လဲတကွင်းလုံးပေါ့နော်ဒီရေပြည့်သွားအောင်ကျွန်တော်တို့အချိန်တော့တော်တော်ယူရတာဗျာနော်အချိန်ကိုကျွန်တော်တို့ဒီလဲတကွက်ဆိုရင်အချင်းအကျယ်ပေါ်မူတည်ပြီးတော့နေတက်ဝက်သုံးမို့ဒါမှမဟုတ်ရင်တစ်ရက်နှစ်ရက်လောက်ထိနော်လဲကွင်းအပြည့်အထိအဲ့လိုအချိန်ယူပြီးတော့ရေသွင်းရတာဖြစ်ပါတယ်နော်ရေသွင်းပြီးရင်တော့ကျွန်တော်တို့ဒါမြန်မြန် လတ်လပပเนาะစဘာတွေဖြစ်ထွန်းလာအောင်ကျွန်တော်တို့မြေစီထပ်ပြီးတော့ဒါနောက်တစ်ထပ်เนาะမြေစီကျဲပါပြီခင်ဗျာမြေစီကတော့ကျွန်တော်တို့ပလဲဓာမီဩဇာเนาะပလဲဓာမီဩဇာသုံးတာဖြစ်ပါတယ်ခင်ဗျာကဲမြေစီကျဲနေတာလေနဲစဘာကင်းရှုကင်းလေးတွေကြည့်နေကြအောင်ဗျာเนาะ နေကြစဘာနှံ့နေတဲ့ရံမွေးတယ်ကနော်ဒီတန်တန်ရှင်းရှင်းလေးလေးတွေရှုကြရတာအင်မတန်မှကိုကျွန်တော်တို့ကျမ်းမာရေးလဲကောင်းတယ်အင်တမအသားရချင်းနူးဝယ်ရကောင်းတယ်နော်ညင်ခွင်းလေးတွေပါဗျာ ်ခါတလေမှလည်းမိုးလေးရဲ့တဖွဲဖွဲနော်ရွာရွာလာတယ်ဗျာနော် ရည်ရည်ကျဲရနေကိုရည်ရည်ကျဲရနေကိုကျွန်တော်တို့မိုးတိမ်တောင်တွေကလည်းတက်လာပြီပဲเนาะမိုးတွေရွာချတော့မှဖြစ်နေတယ်เนาะရည်ရည်လေးကျဲပြီးမှကျွန်တော်တို့ရွာစီကျင်းတယ်ပြန်เนาะမိုးရွာတယ်ဆိုရင်ရည်ရည်ကျဲလို့ကအဆင်မပြေဘူးပြန်เนาะ ဆိုတော့ကျွန်တော်တို့နိုင်ငံရောအန်တီဒေါ်မမအေးရဲ့ကောက်ဆိုင်မှသချင်းလေးနဲ့ရတယ်အင်မတန်မှ live ဖြစ်တယ်ကြောနော်နားဆောင်လို့အင်မတန်ကောင်းပါလေ ရည်စည်ကျဲတာကလည်းကျွန်တော်တို့ဒီဘက်ဒီဘက်နဲ့ဟိုဘက်နှစ်ခန်းထိပ်ပြီးရအောင်ကျွန်တော်တို့တစ်ခေါက်ကိုတော်တော်လေးကြာတယ်ပြေနော်ရည်စည်ကျဲရတာ リンレル。ドウ ာနောက်တန်းငန်းကျဲနေပါပြီခင်ဗျာဒီကဟိုဘက်တိတ်ဒီဘက်ထိတ်ကိုမှတ်တိုင်လေးတွေထားပြီးတော့မှကျွန်တော်တို့ကျဲရတာဖြစ်ပါတယ်နေရာတွေမကြန့်ရအောင်ပေါ့နော်မြေစီကိုတလဲကွင်းလုံးအနှံ့ရအောင်ပေါ့နော် ီဒီကြီးပြီးတော့ကျွန်တော်တို့15ရက်ရက်20လောက်နေတဲ့အခါမှာတော့အခုလိုလေးပဲအင်မတန်မကိုဒီစိတ်မှောင်ပြီးတော့ပေါ့နော်ကျွန်တော်တို့လက်ကွင်းတကွင်းလုံးကအခုလိုလေးစိတ်ပြီးတော့ညှို့ပြီးတော့နော်ဖြစ်ထွန်းတာအမြန်မြန်ဖြစ်ထွန်းလာတာကိုတွေ့ရပါတယ်ခင်ဗျာအင်မတန်မသာစဘာကင်းကတော်တော်လေးကိုလှပါကြီးရနော်အရင်ကခက်ဝါဝါလေးဖြစ်နေအခုကတော်တော်လေးစိတ်မှောင်ပြီးတော့ကို เนาะအဖြစ်မြင်လာတာကိုတွေ့ရပါတယ်ခင်ဗျာ

ခုလိုမြေစီကျဲပြီးတော့လာအတန်ကြတဲ့ခါမှာတော့ဒါစဘာနှံလေးတွေစပြီးတော့ထွက်လာပါခင်ဗျာအင်မတန်မကိုတာယာကျင်းလူဝဲเนาะစဘာဒီအနှံလေးတွေကနေထွက်လာတဲ့သင်းရနှံလေးတွေကလည်းကျွန်တော်တို့အင်မတန်မမှုေးနေပါခင်ဗျာဆောင်းခါလည်းရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီနှင်းလေးတွေကလည်းကြာပြီတော့เนาะစဘာနှံတွေကတဖြည်းဖြည်းနဲ့ရင့်မဲ့ပြီးတော့အင်မတန်မကိုကျွန်တော်တို့ဒီဝန်တာပီတီเนาะဖြည့်ရတဲ့အခြေအနေပါလေเนาะ ဒါအင်မတန်ရင့်လာပါပြီစပားတွေဒါမကြခင်မှာကျွန်တော်တို့ရိတ်သိမ်းရတော့မှာဖြစ်ပါလိမ့်ကြနော်ဒါဆိုရင်ကျွန်တော်တို့ဒါစပားနှံတနှံမှာရှိတဲ့စပားအားလုံးပေါ့နော်အားလုံးနှိပါတာမှဲ့လာပြီဖြစ်ပါတယ်ခင်ဗျာဒါ now တလားလောက်နေရင်ကျွန်တော်တို့ဒါရိတ်သိမ်းတော့မှာဖြစ်ပါတယ်နော်အဲ့ကျရိတ်သိမ်းတဲ့အပိုင်းလေးတွေကိုလည်းကျွန်တော်စောင့်မြော်ပြီးတော့အားပေးပါအောင်လို့မြတ်တာရက်ခံလိုက်ပါတယ်ခင်ဗျာ